ရိုင်းနီယာရဲ့လုံပြနိုင်ချက်တွေကလုံးဝကိုလက်ဖြားခါမှောက်ပါတယ်ဝိုင်းရီစီကိုဖြစ်တဲ့ချက်3ဟာဆိုရင်တော့ဖြစ်ရိုင်းနီယာကိုတန်မိုးမထားတော့မှမထားပြီးခုချိန်မှာဆိုရင်တော့ဖြစ်ဦးတူနေမှာတော့သေချာနေတဲ့လောက်ကိုရှိနေပါပြီရိုင်းနီယာဟာလုံးဝပြစ်တဲ့ထင်မှတ်မထားတဲ့အရာကိုလုံပြလိုက်တာပါ ီပွဲမစခင်မှာတုန်းကတော့ဘိုနီဂိတ်ကရိုင်းနီယာထဲ striking ဘိုင်းမာရောသားတယ် ground fight နှစ်ပတ်အကုန်လုံးသားတယ်ဒါကြောင့်မလို့မဲခွဲဆုံးဖြတ်တဲ့အခါမှာလေးပေါ့နော်ဒီပွဲမှာပိုင်ခင်မှာဘယ်သူနိုင်မလဲဆိုရိတ်ဂျူဒင်ခမ်းမမီဘီဆုံးဖြတ်တဲ့အခါမှာလေးဘိုနီကေကပဲအနိုင်ရမယ်လို့ခမ်းမထားချတဲ့သူတွေကများပါတယ်အခုတော့ရိုင်းနီယာကဘိုနီကေကိုဘဲဥခွဲပြလိုက်ပြီလေဖြစ်ပါ professional fighter ဘွားခဏပွဲထိုးတာမှာခဏပွဲစလုံးเนาะနိုင်ခဲ့တဲ့ဘွန်နီကေကတော့ Rainier နဲ့အတွေ့မှာပဲဘဲဥခွဲခံလိုက်ရပြီ Rainier ကတော့လုံးဝကိုထိမှတ်မထားဘူးအကဲကိုမှ striking နဲ့ပဲခဏမိနစ်ကြကြော်လေးမှာပဲဘွန်နီကေကိုအနိုင်ရပြသွားတာလေအနိုင်ထူးပြသွားတာလေဖြစ်ပါတယ်အများကတော့ဗျာဒီပွဲမှာ Rainier က striking ဘိုင်းကိုပဲအကြောင်းပြပြီးတော့တကယ်မှာဒါနဘန်းနဲ့ပဲအနိုင်ယူဖို့အတွက်ကြိုးစားမိလို့ထင်ခဲ့ကြတယ်ဒါပေမဲ့ Rainier ကဒီပွဲမှာဘသူကိုမဆို ဘလောက်ပဲနဗန်ဘယ်လယ်ဘေးရရောက်အာဘသူကမဆိုဝင်လုံးရတဲ့တတ်တီရှိတယ်ဒီပွဲမှာကြာတော့ကျွန်တော်တို့အချက်လေးကွာတယ်ခဏကိုလေးကွာတယ်ဘရိုင်နီယာကတော်တော်လေးကိုဝိတ်တင်ထားတာတွေ့ရတယ်ဘိုနီကေကကြာတော့ပုံမှန်ဝိတ်နေပြီဆော့သွားတာကိုတွေ့ရတယ်လုံးဝကိုအထင်မှမထားခဲ့တာကအောင်လာအန်ဆန်တို့ရဲ့အကူအညီနဲ့ K Club FC ရဲ့အကူအညီနဲ့ Rhinia ရဲ့ striking ကတော်တော်လေးကိုတိုးတက်နေပြီးတော့အခုချိန်မှာတော့ Rhinia ရဲ့ကြိုးစားအားထုတ်မှုအချင်းတူတွင်းလောက်ပြနိုင်မှုတွေကိုအရင်ကချီချူးနေကြပြီလေဖြစ်ပါရဗျာ